မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နော်ဟောတာတုကိလနာသဘင်ဆင်ရင်ကြတာခုနှစ်ရက်ကြာတာပြီးတော့ဦးဇင်းတို့နန္တာထင်းဘုံပေါ်မှာတင်ထားတာဒါပေတရုသိပါတယ်လမန္လာမင်းသားတွေရဲ့နော်အင်းကြီးဥယျာဉ်ထဲမှာနန္တာထင်းဘုံပေါ်မှာတင်ထားတာအဲ့ဒါအချိန်ကြာတော့မီးရှို့မယ်မီးပူဇော်ရတော့မယ်ဆိုတော့ဘလို့မှမီးရရှို့လို့မရဘူး မြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးရှို့ရဖို့လူတွေစ조사ကြတာဘလို့မှ조사လို့မရဘူးလေးမျက်နှာကဖားဖို့တွေဘာတွေနဲ့လှုပ်ဘလို့မှလှုပ်လို့မရအောင်အဲ့ဒါနဲ့လူတွေကရှင်အနုဒ္ဒရာကိုမေးတာအဲ့ဒီအချိန်ကရှင်အနုဒ္ဒရာကဟိုတကူအရာရောအနေထားအရာရောအကြီးကျယ်ဆုံးလို့ဆိုရမယ်ပေါ့ရှင်သာရိပုတ္တရာလည်းမရှိတော့ဘူးရှင်မောဂလန်လည်းမရှိတော့ဘူးရှင်မကတ္တပကအဲ့ဒီအချိန်မှာမြတ်စွာဘုရားနာမှာမရှိဘူးမြတ်စွာဘုရားကိုပူမြော်ဖို့လာနေတုန်းရှိသေးတယ်ဟုတ်လား ဒီမှာမီးရှို့လို့မရဘူးဆိုတော့ရှင်နိုးတာကိုမေးတယ်။နော်ရှင်နိုးတာအကြောင်းကလည်းပြောစရာအလွန်ကောင်း။ရှင်နိုးတာကအေးနတ်တေရဲ့သဘောကတမျိုးဖြစ်နေတယ်တဲ့။အဲဒါကြောင့်မီးရှို့လို့မရတာ။နတ်တေရဲ့သဘောကဘလို့ဖြစ်နေတုံဗျာ။နတ်တေထဲမှာတဲ့ရှင်မမောကလံကိုကြည်ညိုပြီးတော့ဖြစ်ကြတဲ့နတ်တေအုပ်စုရှိတယ်တဲ့။ရှင်သာရိပုတ္တရာကိုကြည်ညိုလို့သိပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေရှိတယ်တဲ့။ရှင်မကတ္တပအခုပြန်တော့ပြိဋိဘမဆန်သေးဘူးနော်။ ဲ့ဒီရှင်မကတ္တပကိုကြည်ညိုပြီးတော့လှူဒန်းပြီးတော့နှက်ဖြစ်ကြတဲ့အုပ်စုတွေလည်းရှိသေးတယ်။အဲ့ဒီအုပ်စုတွေကဒုအရှင်မြတ်ကြီးရောက်မလာသေးဘူး။ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးမလောင်ပါစေတည်းလို့သူတို့လှုပ်တာတာတဲ့။အဲ့ဒါမျိုးမီးရှို့လို့မရအောင်။ရှင်မကတ္တပရောက်မလာသေးလို့မီးရှို့လို့မရအောင်။နော်။အဲ့ဒါရှင်မကတ္တပကလည်းရောက်တော့မယ်ခဏနေရ။ ဒါပေမဲ့အရန်နေပူတဲ့အခါကျတော့အသက်ရွယ်ကလည်းအရန်ကြီးနေပြီသူ့ရဲ့နောက်လိုက်တွေကလည်းအရန်ချမ်းသာတဲ့အမျိုးကနေရမ်းပြူလာတဲ့နုံညံ့တိမ်မွေးကြတဲ့ရမ်းနေကြီးဆိုတော့နားနေကြတာအဲ့ဒီနားနေတုန်းမှာအမြတ်စွာဘုရားပြိဋိဘာဆန်တယ်လို့လိုက်လာတဲ့တချို့ရမ်းတွေကမတိသေးဘူးအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ကိုနတ်တွေပူဇော်ထားတဲ့မန္တာတော်ဝနတ်ပန်းတွေဆိုတာရှိသေးတယ်ပန်းကြီးတွေအကြီးကြီးတွေအဲ့ဒါကိုအယိုးတက်ပြီးတော့လူတယောက်ကထီးလုပ်ပြီးတော့ဆောင်းလာတယ်အဲ့ဒီပန်းကြီးကို အဲ့ဒါကိုရှင်မကတ္တပကတီးတဲ့အခါကျတော့အော်ဒါဘုရားပရိနိဗ္ဗာန်ဆံပြီလက်တည်ပူဇော်ထားတဲ့ပန်းဒီပန်းဟာလူလောကမှာမရှိဘူးအဲ့ဒါနဲ့ဟိုရောက်လို့ရှင်ရုပ်ပြက်ချင်းပြက်ငိုမာဆိုလို့အခုတည်းကစတီးအောင်ဆိုတော့ရှင်ဟာကတ္တပကအဲ့ဒီလူကိုမေးတာမြတ်စွာဘုရားဆိုတာတီးပါလားတီးပါတယ်အခုဘလို့နေတော့ဆိုပရိနိဗ္ဗာန်ဆံသွားလို့အဲ့ဒါလက်တည်ပူဇော်တဲ့ပန်းကိုယူလာတာအဲ့လိုလဲပြောလိုက်ရောရဟန်းတွေကငိုကြတာပေါ့ပုထုဇဉ်ရဟန်းတွေကတချို့လည်းဘာမှမမြော်ဘူးဘူးတဲ့မြတ်စွာဘုရားဘော အဲ့လိုငိုကြအကြီးအကျယ်ရုပ်ပြရှင်ပြတ်တွေဖြစ်နေတဲ့အချိန်မှာသူပတ္တဆိုတဲ့ယဟန်ကြီးဒါပေတို့ကြားဥပါတယ်မြတ်စွာဘုရားကိုယဉ်ညိုးရှိတယ်သူလူတဲ့ဆွမ်းကိုအလူမခံလို့ဒီအကြောင်းတွေကပြောရတာယဉ်ကျေပါတယ်အဲ့ဒီသူပတ္တယဟန်ကြီးကဘာထပြောတော့ငါရှင်တို့မငိုကြနဲ့တိတ်ကြတဲ့အခုမှတို့လွတ်လပ်ရေးရသွားတာတဲ့နော်ဒီယဟန်ကြီးကဘယ်ဟာမအပ်ဘူးဘယ်ဟာအပ်တဲ့အယဉ်ချုပ်ချယ်တာပဲတဲ့အခုဒီယဟန်ကြီးမရှိတော့ဘူးဆိုတော့တို့ကြိုက်တာလုပ်လို့ရပြီတဲ့ အလွန်ထိတ်လန့်စရာကောင်းတဲ့စကားကိုပြောတာကရှင်မကတ္တကအယံဓမ္မတံဝေကရတယ်။အော်ကြည်တံမြတ်စွာဘုရားရဲ့အလောင်းတော်ရှိနေသေးတယ်။ဒီအချိန်မှာတောင်မှဒီလိုရုပ်မာတဲ့နော်သာသနာတော်ကိုဖျက်ဆီးမဲ့နော်အတ္တမဝါဒနော်လက်ကင်ပြုမဲ့ပုံကိုယ်တွေကပေါ်လာခဲ့ပြီ။အဲ့ဒါမဖြစ်ဘူး။ငါမြတ်စွာဘုရားရဲ့ပွဲပြီးလို့ရှိရင်မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေကိုငါအကုန်လုံးစနစ်တကျပြန်ပြီးတော့တန်ခါနာတင်ပဲ။ တဏ္ဍာနာတင်တယ်ဆိုတာကပြန့်ကျင်းနေတဲ့ပန်းပုံကြီးကိုကျိုးလေးနဲ့စနစ်တကျတီးတယ်လို့မျိုးပေါ့စနစ်တကျလှုပ်ထတာအကန့်လိုက်အကုန်လုံးစနစ်တကျအကုန်သိမ်းထတာအရန်စနစ်ကျလှုပ်တံဆိုအရှိသေးအရှိတမျိုးအလက်အလက်တမျိုးအတူအတူတမျိုးဝီနီယဝီနီတမျိုးတုတ်တံကတုတ်တံတမျိုးပြီးဓမ္မကပြီးဓမ္မတမျိုးဒါအကျဉ်းချင်းလေးပြောပြတာတဏ္ဍာနာဆိုတာညီတူစွာရွတ်ဆိုခြင်းလို့အဓိပ္ပာယ်ရတယ်။နောက်ရဟန်းတွေညီညီညာရွတ်ကြတာအတီးပြုတ်ထားတာစနစ်တကျလှုပ်တယ်အဲ့ဒါရှင်မကတ္တပရဲ့အခြေစိုး တော့မြတ်စွာဘုရားပဋိနိဗ္ဗာန်စံပြီးပြီလို့ကြားရတော့ငိုကြယူကြရင်လည်းအဲ့လိုနဲ့မြတ်စွာဘုရားဒီဟိုနော်ရှိရကိုအလောင်းတော်ရှိရကိုရောက်သွားတယ်။ဟိုရောက်တဲ့အခါကျတော့တော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဖူးမြော်ခြင်းနဲ့အဲ့ဒီတော့မြတ်စွာဘုရားရဲ့ရုပ်အလောင်းတော်ကနော်ဂွန်းနေနဲ့အထက်ထက်ပတ်ထားအောင်ဆိုအဝိသင်းနဲ့ပတ်ဂွန်းနေနဲ့အထက်ထက်ပတ်ပြီးတော့ပတ်ထားတာအကုန်လုံးအဲ့ဒါကိုရွှေကွက်ထဲမှာထည့်ပြီးတော့စီတွေလောင်းပြီးတော့ရွှေကွက်တစ်ခွက်နဲ့အုပ်ထားဟုတ်လား အဲ့လိုမျိုးအုပ်ထားတာပြီးရင်ဘာလို့နန္တာထင်းပေါ်မှာတင်ပြီးတော့အကုန်အုပ်ထားတာအဲ့ဒါကိုရှင်မကတ္တပကလှဲ့ပြီးတော့လက်ရည်ကြီးလှဲ့ပြီးတော့ပူဇော်ရင်းနဲ့မြတ်စွာဘုရားရဲ့ကောင်းတော်ကဘယ်ဘက်မှာရှိတယ်ခြေတော်ကဘယ်ဘက်မှာရှိတယ် तू သိတယ်အဲ့ဒါနဲ့ခြေတော်ရှိတဲ့ဘက်မှာမြတ်စွာဘုရားရဲ့ခြေတော်ကိုငါဖူးမြှောခြင်းတယ်အဲ့ဒါလိုအတိထန်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခြေတော်ကတင်ညာတွေကနေလတ်ထွက်လာတယ်လို့ပဲတဲ့ဒီပတ်ထားတဲ့အဝတ်တွေကောင်းတလားတွေထင်းတွေကိုအကုန်ဖောက်ထွက်ပြီးတော့ နော်ဆက်လက္ခဏာနဲ့အလွန်တင့်တယ်တဲ့မြတ်စွာဘုရားရဲ့ခြေတော်အစုံကလာဝင်းကြီးလိုထွက်လာတယ်။အဲ့ဒီခြေတော်တော်ကို ခြေပမိုးတော်ကိုလက်နဲ့ကင်ပြီးတော့ရှင်မကတ္တဗာရှိခိုးကြတော့တယ်။အဲ့တော့လူတွေလည်းအယံအံ့ဩကြပြီးတော့အယံရှိခိုးကြတာပေါ့။အဲ့ဒီမြတ်စွာဘုရားခြေတော်ကိုအကုန်လုံးရှိခိုးလည်းပြီးပြီဆိုတော့အဲ့ဒီခြေတော်ကပုံမပြတ်တခါတည်းထဲထဲကိုပြန်ဝင်သွားတယ်တဲ့။အဲ့ဒါချီမြင်လေးတွေပါလေးတွေလှုပ်သွားတာမရှိဘူး။ခေါင်းတလားကိုဖောက်လာတာလည်းမရှိဘူး။ဒါတကူအရာပေါ့နော်။ အဲ့ဒီခြေတော်လည်းပြန်ဝင်သွားပြီလဲဆိုရောအဲ့ဒီဟာကြာတော့မှမြတ်စွာဘုရားပြိဋိဘံစံတုံးကားတဲ့တောင်ပို့ပြီးတော့လူတွေကအုပ်အုပ်တဲတဲငိုကြပြန်တယ်တဲ့နော်အဲ့ဒီလိုအကုန်လုံးနော်ရှစ်ခုပူဇော်ပြီးတဲ့နောက်မှာခြေတော်လည်းပြန်ဝင်သွားတယ်ဘယ်သူမှမီးမရှို့ရပဲနဲ့တခါတည်းမီးရထားပြီးတော့လောင်ဒီစုံမီးလောင်နေဆိုတာအဲ့ဒါဒါနဲ့တည်းရဲ့အစွမ်းကြောင့်လောင်သွားတာတဲ့ အောင်စရာကောင်းတာကအပေါ်ဆုံးကပတ်ထားတဲ့အဝတ်နဲ့မြတ်စွာဘုရားခန္ဓာကိုယ်နဲ့ထိပြီးတော့ပတ်ထားတဲ့အဝတ်အဲ့ဒီအဝတ်တက်ကလေးနှစ်ခုမီးမလာဘူးတဲ့ခလေးကောင်ကစီဆွတ်ထားတဲ့ဂွန်းတွေပါလေအကုန်လောင်သွားတယ်။နော်တတ်တော်ရှိတဲ့မြတ်စွာဘုရားများဒီလိုမျိုးဦးဇင်းတို့ပြိဋိဘံဆံပြီးဆိုရင်တော့တလုံးတစ်ခဲတဲ့ဓာတ်တော်ကြံ့တယ်။မြတ်စွာဘုရားကတော့တတ်တော်တူတဲ့မြတ်စွာဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီဓာတ်တော်တွေကနေရာအနှံ့ရောက်အောင်မှဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးတိတ်တိတ်လေးတွေအစိတ်စိတ်အမှောင်မှအကုန်လုံးကွဲရတယ်ပေါ့။